တကောက်ကျွန်းတန်ရချောင်းအနားယူနေရတဲ့အာဆင်နယ်တောင်ပံကစားသမားဆာကာကရီယယ်မက်ဒရစ်နဲ့ကစားရမယ့်ချန်ပီယံလိဆင်မီဖိုင်နယ်မှာပါဝင်ကစားနိုင်ပွဲရှိတယ်လို့သိရပါဗျ။အသက်23နှစ်အရွယ်အင်္ဂလန်လူရေးစင်တောင်ပံကစားသမားဆာကာဟာ2024-21ရက်ကခရစ်စတယ်ဘဲလစ်ကို9ဂိုးတဂိုးနဲ့အနိုင်ရတဲ့ပွဲမှာတကောက်ကျွန်းတန်ရရရှိခဲ့တာပါ။ စာကဟာအရင်တရားကိုခွဲစိတ်ကုသမှု ခံယူပြီးအခုအခါတရားကနေပြန်လည်တက်တာလာပြီးဖြစ်လို့အသေးနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။စာကဟာပြီးခဲ့တဲ့လေ့ကျင့်ရင်းကွင်းမှာပြုံးနေတဲ့သူ့ရဲ့ဓာတ်ပုံနဲ့အတူပြန်လည်နှုတ်ဆက်ပါတယ်ဆိုပြီးလူမှုကွန်ရက်မှာတင်ခဲ့တာပါ။အာဆင်နယ်အသင်းဟာချန်ပီယံလိဂ်ကွာတာဖိုင်နယ်မှာရီယယ်မက်ဒရစ်နဲ့တွေ့ဆုံနေပြီးပထမအကြိုအဖြစ်ဧပြီလ9ရက်နေ့မှာအင်္ဂွေနဲ့ဒုတိယအကြိုအဖြစ်ဧပြီလ15ရက်မှာအဝေးကွင်းမှာကစားရမှာဖြစ်ပါတယ်။စာကအနေနဲ့အဲ့ဒီပွဲတွေမှာအာဆင်နယ်အသင်းအတွက်ပါဝင်နိုင်မှုမျှော်လင့်နေပြီး လက်ရှိအခြေအနေအရကစားနိုင်ပွဲရှိတယ်လို့လဲ Britain Media တွေကဖော်ပြနေကြပါတယ်။စကားဟာတကောက်ကျော်တန်ရာကြောင့်ဒေဇမ21ရက်ခရဲကအနားယူနေခဲ့ရတာဖြစ်ပြီးအာဆင်နယ်အတွက် Premier League 12ပွဲအပအဝင်ပြိုင်ပွဲဆောင်ပွဲပေါင်း20အထိလွှဲချော်ထားတာပါ။ Temera သတင်းစာရဲ့ဖော်ပြချက်အရစာကာက April 10ရက်နေ့မှာကစားမဲ့ Fulham နဲ့ပွဲဒါမှမဟုတ် April 9ရက်နေ့မှာကစားမဲ့ Everton နဲ့ပွဲမှာ Arsenal အသင်းရဲ့လူစည်ရင်းမှာပါဝင်လာပွဲရှိတယ်လို့သိရပါဗျ။ အခုလိုရသည့်ပိတ်သိမ်းခန်းဒီမှာအသင်းဒီကကစားသမားစကားပြန်ကစားနိုင်တာဟာအာဆင်နယ်အတွက်အတက်စရာဖြစ်တယ်လို့ဖော်လုံးကျင်းကျင်သူတွေကသုံးသပ်နေကြပါတယ်။